မကွေးတိုင်းငဖဲမြို့နယ်ဗဒန်းတက်နယ်အတွင်းစစ်ကောင်စီကတပ်ဖွဲ့ဝင်ရာနေချီပို့ဆောင်ပြီးစစ်ပြင်ဆင်နေတယ်လို့သိရပါဗျ။မင်းဘူးကအင်အား150ပါစစ်ရင်တန်း၄စီးဟာမေလာရှိရနေ့ကအမြောက်စခန်းကုကဲမှုဌာနချုပ်မာဆာခ9395အတွင်းခိတဝင်ရောက်ပြီးနေရီကံပြူအားကိုထွက်ခွာလာတယ်လို့စစ်ရေးသတင်းရင်းမြစ်စီကသိရပါဗျ။ဒါအပြင်ငဖဲမြို့နယ်ကန်တုတ်စစ်စေးရိတ်ခိတ်ကအင်အား100ခန့်ပါစစ်ရင်တန်း၅စီးဟာ မြောင်မြားကုန်းရွာကိုရောက်ရှိနေပြီးရွာပလဲလမ်းပေါက်နဲ့ပေ300အကွာအိုးချင်းတောင်မှာဒရုန်းတွေဆင်နေကြက ကြောင်မီသွေးတွင်ဘက်ဒရုန်းတွေလွှတ်တင်နေတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့မေလ6ရက်နေ့ကလည်းအင်အားတရာကျော်ပါစစ်ကောင်စီစစ်ရင်နှံ3စီးဟာအမြောက်စစ်စင်ရေးကုကဲမှုဌာနချုပ်မဆခ935တွင်ဝင်ရောက်အင်အားဖြည့်နေတယ်လို့ဒေသခံသတင်းရှင်းမြစ်စီကသိရပါဗျ။ မဆန်ခ939ရောနဲ့ရေကန်ဖြူအာမာရောအင်အားတိုးချဲ့ထားပြီးဒရုန်းတပ်တွေလည်းပို့ထားပါတယ်လို့စီးရီသတင်းရှင်းမြစ်က ARD Times ကိုပြောပါရယ်စစ်ကောင်စီကအပြည့်ရထားတဲ့ကာလမှာငိမ့်ချမ်းရေးပြက်ပြားစေနိုင်တဲ့အင်အားစုဆောင်းတာခန့်စစ်ပြင်ဆင်တာတွေမလုံဆောင်ရဘူးလို့သတ်မှတ်ထားပြီး၎င်းတို့ကိုယ်တိုင်ကဂတိချိုးဖောက်တဲ့လုံရက်တွေလုံဆောင်နေခြင်းဖြစ်ပါတယ်အပြည့်ရထားတဲ့ကာလအတွင်းစီးရီတင်းမာနေတဲ့နေမြေတွေနဲ့စစ်ဖြစ်ပွားမှုမရှိတဲ့နေမြေတွေကို လေကြောင်းကနေပြစ်ခတ်တိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေပါတယ်